ရှင်းရှင်းပြောရင်အောက်ပြေအောက်ရွာမှာကအအခုလိုตายရနေတယ်အေးချမ်းနေတယ်ဆိုတာကဒေါ်လာရင်းဖွင့်တယ်အတုံးမကြတာလည်းပါတယ်ပေါ့နော်ပြီးတော့မှဒေါ်လာရင်းမှာตายရตายရသွားတဲ့အပိုင်းမျိုးပေါ့နော်အာနာကိုตายရတယ်ပစ္စည်းဥစ္စာตายရတယ်လုပ်ပိုင်ခွင့်ตายရတယ်ပေါ့နော်အားလုံးမင်္ဂလာပါဒီ data report ကိုလည်းပြန်လည်ကြိုဆိုလိုက်ပါ ီဘက်မှာတော့ကိုရောမန်နဲ့မင်းမြန်ထားတာကိုနားထောင်ရမှာပဲဖြစ်ပါတယ်နားထောင်ကြည့်ကြပါဦးကျွန်တော်တို့နားလေယုံကြည်ထားတာကဒါကမာရသွန်တစ်ခုဖြစ်တယ်ပေါ့နော်ဆိုမဆိုကျွန်တော်တောင်ပွားနဲ့ဟိုတလွတ်ပဲကျွန်တော်တို့ကချင်ကိုသွားတယ်တွေ့တယ်အော့ပြေအော့ရွာမှာတော်လှန်ကြီးမလွတ်မြောက်သေးတဲ့နေရာတွေတပိုင်းတစ်ဆန့်လွတ်မြောက်တယ်ပေါ့နော်ထုံးစံတိုင်းကလေမြို့ပေါ်မှာတော့ဆက်ကဆာရှိတယ်ဂျန်တဲ့နေဒီမှာတော့ဘုံလုံးကတော်လှန်ကြီးတွေရှိတယ်ပေါ့အဲ့ဒါနဲ့ကတော့မီးတီထိန်ထိန်လင်းနေတာပဲ ။အာစားသောက်ဆိုင်ကြည့်ဒီ heavy char ကားတွေတွားပညာပညာဆိုတော့ငါတို့ကဘာများမှားရောက်လာတယ်လို့ကိုကိုတို့ပြောမလဲဟာငါတို့မြန်မာနိုင်ငံဟုတ်သေးရဲ့လားပေါ့။အာအကလုံးကားတွေစီပညာမိတွေထိန်သိမ်းလို့စီးပွားရေးရှယ်လောက်ကြ။အော်ဆိုတော့ကိုမျိုးကိုလွတ်မြောက်မလုံးနိုင်တဲ့လူပါကြီးပွားအဆင်ပြေပြီးမှကိုမျိုးကိုလွတ်အောင်လုပ်ထိုင်လို့ရငတ်ကြနေကြတာပေါ့နော်ကျွန်တော်ဆုတ်ဆုတ်ပြက်ပြက်နေပေါ့လေဟိုမှာစီးစရာကားမရှိလို့ဆိုင်ကယ်ဟာသွားဆိုင်ကယ်စီးပြီးရောက်သွားရင်လူတွေကထင်သေးတာပေါ့ ဟိုကားတော့မရှိနိုင်ဘူးလို့ဟိုမှာအဲ့လိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ကလက်ခံတယ်ဂျင်းနဲ့တယ်ဘာလို့ဆိုတော့음ဘယ်လိုပြောမလဲကျွန်တော်တို့ကနေရစ်အလားနေပူကစောင့်နေတာလေတဝက်လောက်ရောက်နေပြီကျွန်တော်တို့ရေတွင်းတူးတာတဝက်လောက်ရောက်နေပြီကျွန်တော်တို့မှရေချီမတော့သေးဘူးရေနောက်နေတယ်ရေနောက်နေတယ်ရောတော့ဘာအဆင်မပြေဘူးပေါ့နော် ဒါပေမဲ့ကျွန်တော်တရားကို persistent နဲ့ပေါ့ဆက်လုပ်သွားဖို့ယုံကြည်တဲ့စနစ်တစ်ခုပေါ်လာအောင်ဒီဆော့ပေါ် foundation တွေခိုင်မအောင်ချဖို့ပေါ့နော်အဲ့ဒါတော့လုံဆက်ရှက်ဆက်လုပ်နေကြတယ်ရှင်းရှင်းပြောရင်အောက်ပြေအောက်ရွာမှာကအအခုလိုတာယာနေတယ်အေးချမ်းနေတယ်ဆိုတာကဒေါ်လာရင်းဖွဲ့တဲ့အတုံးမကြတာလည်းပါတယ်ပေါ့နော် ပြီးတော့မှဒေါ်လာရင်းမှာတာယာတာယာသွားတဲ့အပိုင်းမျိုးပေါ့နော်အာနာကိုတာယာတဲ့ပစ္စည်းဥစ္စာတာယာတဲ့လုပ်ပိုင်ခွင့်တာယာတဲ့ပေါ့နော်ပြီးတော့မှဒေါ်လာရင်းကကြောက်ရွံ့ကောင်းတယ် ဒေါ်လာကြီးချိန်စာပဲပြောမလားဘောနော်ရှိတယ်ရှိလို့ရှိတယ်ဒါကရဲပေါ်တဲ့အသက်နဲ့အများကြီးပေးထားမှပြည်သူလူထုအကုန်လုံးမျောလင်းချက်ဆိုတော့တတိုင်းကြည်လို့ချိန်စာမိမှာပဲဒေါ်လာကြီးကိုကိုချူအတွက်လှုပ်ကြည့်လိုက်ဒေါ်လာကြီးကိုဘာပြောမလဲအလွဲသုံးစာလှုပ်ကြည့်လိုက်ပေါ့တိုင်းကြည်ချိန်စာဆိုတာရှိတယ်ရုံငုံရုံနဲ့ကျွန်တော်တို့ကျွန်တော်တို့အခုရုံကန်နေရတယ်ခက်ခဲနေရတယ်ကျွန်တော်တို့ရုံကန်ခက်ခဲမှုတွေကျွန်တော်ခြေနဲ့တယ်ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောမလဲ မပြောစိတ်နဲ့နှံကောင်လို့ပေါ့နော်ကျွန်တော်တို့ပြောစိတ်တည်ပဲစုနေတာပဲဖြစ်နေတာဒါပေမဲ့တစ်ချိန်ချင်းကျွန်တော်တို့ရည်တွန်းတူတာကောင်းကောင်းပုတ်သွားပြီးကြည်သွားပြီးလုံးဝတကယ်ရည်ရင်းရင်းရလို့ဟိုရေကန်ဒီပါတဲ့အုတ်ဒီစီလံပြီဆိုရင်ဆွေစင်မျိုးဆက်ကျွန်တော်လုံးဝအရာသွားမယ်အခုလောလောဆယ်တာယာနေတဲ့ဟိုဟိုဘယ်လိုပြောမလဲဖားတစ်ပိုင်းငါးတစ်ပိုင်းမျိုးတွေပြောမလားเนาะစိတ်ကောင်းစီလည်းရှိတယ်တော်လှန်ရေးဖွဲ့လည်းရှိတယ်ပေါ့လေအဲ့လိုမျိုးမျိုးတွေက နောက်နောက်ကျရင်တကယ်ဒေါ်လာရဲ့ပုံတန်းချင်းဖြစ်လာရင်စိတ်ကောင်းစရာပဲနိုင်နိုင်ဒေါ်လာရဲ့ဖွဲ့တွေပဲနိုင်နိုင်တကယ်ပုံတန်းချင်းတစ်ခုလိုပဲပြည့်စည်စရာပြည့်စည်အောင်ပါဘယ်လိုပြောမလဲ तू ကမြင်ကန်းတဲ့စီမကြောက်တယ်လို့မျိုးပေါ့နော်တကယ် naive ပေါ့လုံးဝဟိုဒေါ်လာကြီးကိုမသိချေချောင်ဆောင်တဲ့အပိုင်းတွေပဲပြောရမလားအဲ့လိုမျိုးပေါ့ဆိုတော့အဲကျွန်တော်တို့ဒေါ်လာရဲ့ဖွဲ့တွေမှာတော်တော်များများပါလေပဲအာမရဏံကြွရင်ဟိုအနာတာယာသွားတာ ဒါရတဲ့အပိုင်းရှိတယ် abuse ပေါ့နော်အလွဲသုံးအသုံးချသွားတဲ့အပိုင်းအလွဲသုံးဆုံးတဲ့အပိုင်းဒါပေမဲ့တချို့ကြတော့လဲဘယ်လိုပြောမလဲအာ naive ignorant ဖြစ်တာပေါ့တီတော်လှန်ရေးဆိုတာဘလို့လို့လည်းမသိဘူးနော်တော်လှန်ရေးအတွက်တန်းချင်းတက်ဖို့တိဆောက်ဖို့ဟိုအမိတ်စီစဉ်ဖို့ကိုတိဆောက်ဖို့ bureaucracy ကိုတိဆောက်ဖို့ တန်ချင်းတက်ဖွဲ့ရဲ့ ethics အပိုင်းယုံကြည်ချက်ခံယူချက်အပိုင်းစိတ်သက်ပိုင်းဆိုင်ရာတည်ဆောက်ဖို့မူဝါဒလမ်းစဉ်ချမှတ်ဖို့နဲ့တဖြည်းဖြည်းသွားဖို့ဆိုရာကိုအလေးမပေးဘူး။ဘာဆိုတော့ကျွန်တော်တို့မှာကဥမာကကိုရန်ရောင်ပြကျွန်တော်ဖြစ်ဖြစ်ပေါ့လေမရှိတဲ့ပစ္စည်းကိုရှိအောင်ပေးရတာလွယ်တယ်။ဟိုဘောပဲမရှိဘောပဲပေးလိုက်မယ်။ကျွန်တော်တို့ကျွန်တော်ကားတစီပေးလိုက်မယ်။ကင်မရာတစ်လုံးပေးလိုက်မယ်။မရှိတာရှိအောင်လုပ်ရတာလွယ်တယ်။ဒါပေမဲ့မတိရာကိုတိအောင်လုပ်ရတာကတားစိတ်ရှည်ရတယ်။ အခက်ခဲနဲ့ဆွဲခေါ်ရတယ်ဘို့ပေါ့ကျွန်တော်လူတွေကစိတ်မရှိကြဘူးဟို passionate ဖြစ်တယ်လူတွေတည်ကြည်ကြတယ်ပါညာမုန်းကြည့်တဲ့စိတ်တင်နေပေါ့နော်ဆိုတော့အာ analytical ပေါ့နော် reasoning ဖြစ်တယ် reasonable ဖြစ်တယ် analytical ဖြစ်တယ်ပြီးတော့မှ step by step ပေါ့နော် decide ရင်းနဲ့သွားမယ်အပိုင်းတွေကိုမလုပ်ပဲနဲ့ရူရူတန်တန်နဲ့ပေါ့နော်စိတ်ကောင်းစီလားငါတို့တနတ်တာပြေးလိုက်အဲ့ကောင်နဲ့သွားဖြစ်ချလိုက်မယ်ပြီးရင်ပြီးရောဆိုတဲ့အာမျိုးနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ ဂျီတူရီယာစာဟိုကျွန်တော်တို့မော်တီပေးလေးမရှိတော့ဘာလို့လဲဆိုတော့မော်တီပေးရမယ်အမှုတော့မော်တီနဲ့လုပ်လို့မရတော့ instead of motivation ကျွန်တော်က discipline လုပ်နေတာ motivation ဆိုတာကောင်းယုံမီပဲ discipline ဆိုတာလည်းတကယ်မာရသွန်အတွက် step by step ပဲဟုတ်လို့က motivation နဲ့ကြာရှုံးတဲ့နေရာမှာ discipline နဲ့ပဲအနိုင်ယူပါဆိုတော့ကျွန်တော်တို့တက်လုံဘယ်လောက်ရှိမလဲ consistent ဘယ်လောက်ရှိမလဲကျွန်တော်တို့တိဆောက်ခြင်းနဲ့ကျွန်တော်တို့ရဲ့စနစ်ကိုကျွန်တော်တို့ဘယ်လောက်နားလည်တယ်လဲ ျွန်တော်တို့တည်ဆောက်ခြင်းနဲ့ institution ကိုကျွန်တော်တို့ဘလို့ယုံကြည်တယ်လဲဘလို့ပါဝင်ကြမလဲအားဖြစ်ကြမလဲကျွန်တော်တို့တန်တဲ့စနစ်ပဲကျွန်တော်တို့ရမှာဟိုကိုယ့်အကူစီးပွားရေးပဲလုပ်နေမယ်ကိုယ့်နဲ့မဆိုင်တလို့နေမယ်ပြီးမှဘလို့ပြောမလဲအစင်ပြေလာတဲ့ဖွင့်နေပေါင်းမယ်ဆိုတဲ့ဟာမျိုးသားအဲ့လိုမျိုးစိတ်ကူးရှိတဲ့ပြည်သူတွေများခဲ့ပေါ့နော်ဟိုအာနာရှင်ကဘလို့အုပ်ချုပ်တယ်လဲဆိုတာကို ဂယုမဆိုင်ပနဲ့ကိုယ့်အကူပဲကိုစီးပွားရေးပဲကိုအာယုံဆိုင်နေမယ်ဆိုရင်ပြည်သူကိုတစက်မှငဲ့မကြည့်တဲ့ဟိုအာနာရှင်နေမဲ့ကြုံရမယ်ပြောချင်တာအုတ်ချုပ်သူတွေကဘလို့အုတ်ချုပ်တယ်ဆိုတာလုံးဝစိတ်မဝင်စားတဲ့ပြည်သူတွေဒီအာနာရှင်ကလုံးဝဂယုမဆိုင်ပနဲ့အုတ်ချုပ်ချင်တယ်လို့အုတ်ချုပ်တဲ့ဒါနေမဲ့ကြုံရမှာပေါ့ဆိုတော့ကျွန်တော်တို့မှာတချို့သောတမိုင်းတမိုင်းတွေရဲ့ lesson တွေကပြင်းထန်တယ် ဟိုမှာဒုတိယကပ္ပစစ်အပြီးပထမကပ္ပစစ်အပြီးကွန်မြူနစ်ပြောင်းလဲတယ်နိုင်ငံရေးအပြောင်းလဲဆိုတာကဟိုအတုံးမကြတဲ့လူအတုံးမကြတဲ့လောက်တည်ကြည်ပြည့်စည်ပြရတာပဲဆိုတော့ကျွန်တော်တို့ကပြည်သူအနေနဲ့ပေါ့နော်ဒီတော်လိုက်တစ်ခုလုံးအနေနဲ့ဟိုဘလောက်ပါဝင်မလဲကျွန်တော်တို့ကဆိုရှယ်မီဒီယာကြောင့်ခက်ခဲတဲ့ပိုင်းတွေရှိလို့ကျွန်တော်မြင်တယ်အဲဘာလို့ဆိုတော့ Facebook ပေါ်မှာစာရင်းကြီးလိုက်ရုံနဲ့ Facebook ပေါ်မှာမင်း online ကိုဝေဖန်ယူနေတော်လိုင်းတောင်မချီပြီးထင်နေတယ်လို့ရှိတယ်။ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဘာက Facebook က movement တစ်ခုကိုဖြစ်စေတယ်။ဟိုအင်းနဲ့အားနဲ့ထူးနဲ့ထဲနဲ့စုစုရုံရုံသဘောမျိုးဖြစ်စေတယ်ပေါ့နော်။ဒါပေမဲ့ Facebook က progress ကိုမဖြစ်စေချင်ဘူး။အဲ့လိုပါကျွန်တော်တို့က progress အရွေးနဲ့ progress and development ကပဲဆုံးဖြတ်သွားမှာ။ဆိုတော့ကျွန်တော်က a false sense of victory လို့ပြောမလား false sense of strength false sense of secure ဖြစ်တဲ့ပုံစံမျိုးပြောမလားဆိုတော့ line ပေါ်မှာတော့အုံနေခြင်းနဲ့ဟို like လောက်ကြ click လောက်ကြဘာနဲ့ညာနဲ့ပြီးတော့တာပြီးရင်ကျန်နေမြေပြင်မှာပင်ပင်ပန်းပန်းတိုက်ခိုက်ရရုံနဲ့ချိန်မှာကြတော့ဆိုပါစို့တချို့တော်လှန်ရေးဖွဲ့တွေပေါ့နော်ပင်ပင်ပန်းပန်းနဲ့ပြည်သူလူထုကလည်း neglect လုပ်ထားတဲ့ကြားတဲ့ကပင်ပင်ပန်းပန်းနဲ့စိတ်ကောင်းစီကို မရရအောင် တက်ခဲ့တဲ့လူတွေဒီသူတို့အုပ်ချုပ်သူဖြစ်လာတဲ့ခါကျရင်ပြည်သူတွေကိုအမြင်ကတ်တဲ့စိတ်တွေပဲပြန်အုပ်ချုပ်တာမျိုးဖြစ်လာနိုင်တယ်ငါတို့ဒီလောက်ပင်ပန်းတော့ငါတို့ဒီလောက်ကြက်တဲတော့ငါတို့ဒီလိုဒီလိုဖြစ်တော့ငါဟိုနေနိုင်တဲ့လူတွေအပမာပြောခဲ့တဲ့လူတွေငါတို့စော်ကားခဲ့တဲ့လူတွေငါတို့ထောင်ပြောင်ခဲ့တဲ့လူတွေငါတို့အုပ်ချုပ်သူဖြစ်လာတဲ့ခါကျရင်အဲ့ဒီကောင်တွေတိမယ်ဆိုတဲ့ဟာမျိုးနဲ့ပေါ့နော်နိုင်ငံရေးမှာကနိုင်ငံရဲ့ဂျင်းချင်းမှုအရာ လို့ပြောမလဲကျွန်တော်တို့မှာ reasonable ဖြစ်တတ်တဲ့ဟိုယေရှုကိုမမကျင်တဲ့ချက်တည်းကလုံးရှိမှာပဲလူသားမှန်တယ်များဆိုတော့လေနော်ဒါပေမဲ့ယေရှုအတွက်အခုကရက်ကကိုယ်ခံစားချက်တွေညှို့သိလိုက်ပြီးမှ patch ပေါ့နော်အကုန်လုံးဆွေးနွေးညှိနှိုင်းဆိတ်ဆက်ပြီးမှအလုံးကောင်းရကောင်းကြောင်းတော့ကိုကိုယ်ခံစားချက်ကိုညှို့သိလိုက်မယ်ငြိမ်းချမ်းရေးကို give peace a chance ပေါ့နော် give progress a chance ပေါ့လေ အဲ့လိုမျိုးဖြစ်လာဖို့ပြည်သူတရားလုံးကပါဝင်လာဖို့တော့လိုတယ်ကျွန်တော်တို့ကခုနပြောတဲ့စနစ်တစ်ခုတည်ဆောက်ဖို့ဟို institution တစ်ခုဖက်ကိုယူသွားဖို့ဟိုဒီ institution နီးဒီစနစ်တည်ဒီပြည်သူလူထုအမြဲတမ်းမျက်နှာမှုဖို့တရားမျှတာခြင်းကိုမျက်နှာမျက်နှာမှုဖို့ဆိုတဲ့ဖက်ကိုသွားဖို့အကုန်လုံးကပေါ့နော်ဝမ်ဝမ်ထင်းချောင်းဖို့စိတ်ဝင်စားဖို့ဘာဝင်ဖို့ပေါ့လေအဲ့လိုအဲ့လိုမျိုးပဲကျွန်တော်တို့ဟိုကျွန်တော်တို့လည်းတာနာကျွန်တော်တို့ရပါမယ် ကျွန်တော်တို့ရဲ့လုံအားရဲ့ရလက်ကိုကျွန်တော်ရပါကျွန်တော်တို့ကနိုင်ချင်နိုင်မယ်ရှုံးချင်ရှုံးမယ်ဟိုမြောက်တင်မြောက်ဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ဘလိုမျိုးရတာပဲဖြစ်စေကျွန်တော်ရဲ့လုံအားရတာပဲဖြစ်မှာအဲ့လိုမျိုးပေါ့ပြီးတော့မှကိုယ်စိုက်ထုတ်တဲ့မြတ်လုံအားရလက်ကိုတော့ကိုယ်ကျင့်နာမှာပဲအဲ့လိုမျိုးတော့ဖြစ်လိမ့်မယ်လို့ထင်တယ်အခုဆိုရင်ဒါကိုရောမယ်ပြောပြထားတာလေးကိုနားထောင်ခဲ့ရတာပဲဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာရောကျွန်တော်အနေနဲ့ဘလိုမျိုးအကြောင်းအရာတွေပါမလဲဘလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ ဘယ်လိုမျိုးအခြေအနေတွေကိုကျွန်တော်အနေနဲ့တင်ဆက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးနိုင်မှုအတွက်ကျွန်တော် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်အားလုံးပဲလှူထားကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်ဆောင်ကြမယ်